။အသက်သေးကရှာက အစားအစာကိုအရတာခံနာထပ်ပို့ပါရယ်။ဒါဆိုစကားပြောဖို့အသုံးဝင်လာလားလို့တော့မမေးနဲ့နော်။ရှာကစကားပြောဖို့အရတာတီးဖို့အပြင်ကျမ်းမာရေးအခြေအနေတွေကိုပါဖော်ပြပေးနေပါတယ်နော်။ရှာအယောင်ကပြောပြနေတဲ့ကျမ်းမာရေးအခြေအနေတွေကအမျိုးမျိုးရှိပါတယ်ရှင်။ဒီတော့ကိုရင်းရှာလေးကို စစ်ဆေးကြည့်လိုက်ကြရအောင်နော်။ လူတယောက်ကကျမ်းမာနေတယ်ဆိုလို့ရှိရင်သူ့ရဲ့ရှာကပန်းရောင်သေးတမ်းပြီးတော့အပေါ်မှာအဖြူရောင် ခပ်ပပလေးရှိနေနိုင်ပါတယ်။ပန်းရောင်ကရင်းနာရှိတယ်လို့ခပ်ပြပြဖြစ်နေနိုင်တာလည်းရှိပါတယ်။နောက်တစ်ချက်ကရှာပေါ်မှာအဖုလေးတွေရှိနေတာပါ။အဖုအပိတ်မဟုတ်ဘဲနဲ့ရှာပေါ်ကအရသာခံနိုင်တဲ့အဖုသေးသေးလေးတွေသာမြင်သာနေတဲ့အနေထားပါ။ရှာအရောင်ကိုကြည့်ပြီးတော့ဘလို့ကျမ်းမာရဲ့အခြေအနေတွေခံစားနေရလဲဆိုတာကိုစမ်းသစ်ကြည့်လိုက်ကြရအောင်နော်။အနက်ရောင်ရှာ ရှားပေါ်မှာကာရတင်ဖြစ်နေတဲ့အခါရှားကမဲနေနိုင်ပါတယ်။ဒီကာရတင်ဆိုတာကအရေးပြားစံသားနဲ့ခြေသက်လက်သေးတွေမှာရှိတဲ့ပရိုတင်းတစ်မျိုးပါ။ကာရတင်ဖြစ်ပေါ်မှုကရှားကိုအနက်ရောင်ဖြစ်စေတာအမွေးတွေထူစေတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ဒါအပြင်ဒီအချက်တွေကြောင့်လည်းရှားကအနက်ရောင်ဖြစ်နေနိုင်ပါတယ်။ဂရင်းတန်ရှင်းမှုအားနည်းတာပရိသီဝပိုးတက်စီတွေတခုခုတောက်သုံးနေရတာဆေးရွက်ကြီးအသုံးပြုတာ တက်ရောင်ကြီးကုထုံးခံယူနေတာ။ coffee လက်ဖက်ရည်တို့လိုမျိုး အနက်ရောင်အရည်တွေတောက်သုံးနေတာ။ HIV ဗားရက်ကူးစက်ခံရတာ။စီးကျူယောဂါခံစားနေရတာကြောင့်ရှာမင်းနေတာမျိုးတွေဖြစ်တတ်ပါတယ်။အဖြူရောင်ရှာရှာမှာအမီးပါလေးတွေဖြစ်နေတာကရှာပြူတာဂရင်းမခယူလိုမျိုးပိုပိုးဝင်ကူးစက်တာကြောင့်လည်းရှာပြူနိုင်ပါတယ်ရှင်။ဂရင်းမခယူဖြစ်တယ်ဆိုရင် ရှာကထူထူကြီးနဲ့နာနေနိုင်ပါတယ်။ရှာမှာအဖြူရောင်ဒါမှမဟုတ်အနီရောင်အကွက်တွေလည်းဖြစ်ပေါ်နိုင်ပါတယ်။မျိုးချရခတ်တာမျိုးတို့အစားစားရခတ်တာမျိုးတို့လည်းဖြစ်နေနိုင်ပါတယ်နော်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ရှာဖြူတာကဆက်လိတ်တောက်သုံးလို့ပါ။ဓာတ်မတည့်မှုတစ်ခုခုဖြစ်တဲ့အခါမျိုးမှာလဲရှာဖြူရာမျိုးတွေဖြစ်နိုင်ပါတယ်နော်ခရမ်းရောင်ရှာရှာကပုံမှန်အရာမဟုတ်ဘဲနဲ့ခရမ်းရောင်ဖြစ်နေတာမျိုးကနှလုံးရောဂါအခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်တယ်လို့ ွေးလည်ပတ်မှုမကောင်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကရှားခရမ်းရောင်ဖြစ်နေတာကရှားပါတဲ့ကျန်းမာရေးအခြေအနေတရက်ဖြစ်တဲ့ဒီသွေးကြောရောင်ရမ်းတဲ့ပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်နော်။အနီရောင်ရှားရှားကအနီရောင်ဖြစ်နေတာဟာဗီတာမင် B ချိုးတက်မှုလက္ခဏာတစ်ခုပါရှင်။ဆေးဝါးတွေအစားအစာတွေနဲ့တမ်းမတက်တဲ့အခါမျိုးမှာလည်းရှားကအနီရောင်ဖြစ်နေနိုင်ပါတယ်။ရှားရောင်နေတဲ့အခါမျိုးမှာလည်းရှားကအနီရောင်ဖြစ်နေနိုင်ပါတယ်နော်။ နောက်တစ်ခုက တွေးကြောတွေရောင်ရမ်းနေတာကြောင့်လေရှာကနေနေနိုင်ပါလေရှင်မိခိုးရောင်ရှာရှာကမိခိုးရောင်ဖြစ်နေတာမိခိုးရောင်နဲ့အပြူရောင်အဆက်တွေရှာမှာပေါက်နေတာကရှာမှာအပြူရောင်အဆင်းတွေနဲ့မိခိုးရောင်အဆက်တွေဖြစ်နေတာမျိုးတွေဖြစ်နိုင်ပါတယ်ဒီလိုဖြစ်နေတာကနှင်းခုရောဂါခံစားနေရတာပါနှင်းခုဖြစ်နေတဲ့အခါမှာရှာကအရင်လိုဖြစ်နေတာကနှင်းခုရောဂါခံစားနေရတာပါနှင်းခုဖြစ်နေတဲ့အခါမှာရှာကအယောင်ပြောင်းသွားပြီးတော့ မိကိုရောင်ဒါမှမဟုတ်အယောင်ခက်ပြော့ပြော့ဖြစ်နေတာမျိုးလည်းရှိနေပါတယ်။အဝါရောင်ရှာရှာကပုံမှန်အယောင်မဟုတ်ဘဲနဲ့အဝါရောင်ပြောင်းနေတာကရှာမှာဘက်တီးရီးယားတွေပေါက်ဖွားနေတယ်ဆိုတဲ့လက္ခဏာပါ။ green တန်ရှင်းမှုအားနည်းတာ green ချောက်တွင်းတာမျိုးတွေက green ထဲမှာဘက်တီးရီးယားတွေပေါက်ဖွားမှုကိုဖြစ်စေပြီးတော့ရှာကိုအဝါရောင်ပြောင်းနေနိုင်ပါတယ်ရှင်။အေးလာမှုတွေအရဆိုရင်တော့စီးကြို အတဝါယောဂခံစားနေရသူတွေမှာလည်းရှာဝါနိုင်ပါတယ်နော်။လိမ္မော်ရောင်ရှာရှာလိမ္မော်ရောင်ဆိုတာကရှာဝါတာနဲ့ဖြစ်တဲ့အကြောင်းအရင်းကခက်ဆင်ခြင်းပါနော်။ဂရင်းသန့်ရှင်းမှုအားနည်းတာနဲ့ဂရင်းချောက်တွေ့တာတွေကြောင့်ဘက်တီးရီးယားတွေပေါက်ဖွားမှုများနေလို့ပါ။အချို့သောပရိစီဝါဘိုးတက်စီတွေအစားအစာတွေကြောင့်လည်းရှာကလိမ္မော်ရောင်ပြောင်းနေနိုင်ပါတယ်။ ဥပမာပီတာကယ်လိုရင်းကျွဲသွားတဲ့မုံလာဥနီ အစားများတာကြောင့်လေရှာကလိမ်မော်ရောင်ဖြစ်နေနိုင်ပါတယ်နော်အစိမ်းရောင်ရှာရှာကပန်းရောင်ကနေအစိမ်းရောင်ပြောင်းသွားတယ်ဆိုတာရှာအဖြူရောင်ပြောင်းတာအဝါရောင်ပြောင်းတာတို့လိုပဲဘက်တီးရီးယားတွေပေါက်ဖွားနေတာကြောင့်ပါတခါတလေမှာရှာကအစိမ်းရောင်ပြောင်းသွားတာနဲ့အတူ အမွေးတွေပေါက်နေတာမျိုးကောင်ရှိနေနိုင်ပါတယ်နော်အပြာရောင်ရှာ ရှာကအပြောင်ရောင်ပြောင်းတာကသွေးထဲမှာ အောက်ဆီဂျင်နေနေတာကြောင့်ပါအဆုံးမှာအောက်ဆီဂျင်နေတာသွေးကြောပြဿနာတခုခုရှိနေတာကြောက်ကရောဂါတို့ကြောင့်ရှာကအပြောင်ရောင်ပြောင်းနေနိုင်ပါတယ်ရှာပြားတာကသွေးတွင်းအောက်ဆီဂျင်နေတာကြောင့်ဆိုရင်ချက်ချင်းစိတ်ကူတာဖို့ခံယူလို့ပါတယ်နော်ရှာကိုပြသေးနိုင်တဲ့နောက်ထပ်အကြောင်းရင်းတခုကတော့နှင်းကူပြဿနာပါကဲမှန်ရှိကိုသွားပြီးရှာထုတ်ကြည့်လို့ရှာကစမ်းမာရဲ့လား ဘာយ៉ាងလဲဆိုတာကိုစစ်ကြည့်လိုက်ကြတော့เนาะအခုပြောပြပေးသွားတယ်ဒါအယောင်ကပြောနေတဲ့ကျမရေးတွေကကြီးစုသူအနေနဲ့ကျမရေးဘူးတုဒ္ဒများစွာရရှိမယ်လို့လည်းမျှော်လင့်ပါတယ်ဒီလိုကျမရေးဘူးတုဒ္ဒများစွာကိုကျမတို့ channel လေးကနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့အားပေးဆောင်ရွက်ကြပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะအားလုံးနေကောင်းကျမ်းမာကြပါစေရှင်